မင်္ဂလာပါဒီနေ့တော့ကျမတို့အကားသတ်ထဲကတကက်ကိုအံ့ဩစရာမြင်ကွင်းတစ်ခုကြောင့်ပြောကြမယ် Hubble Telescope ကရိုက်ထားတဲ့ LED 131342ဆိုတဲ့ Galaxy ပါနွားမျက်လုံးလို့လည်းခေါ်ကြတယ်ပေါ့ဟုတ်ကဲ့ Bullseye Galaxy ပေါ့ဟုတ်ကဲ့ဒီချက်လက်တွေက YouTube ဗီဒီယိုတစ်ခုပါရထားတာပါ သူရဲ့အထက်ကထူးခြားချက်ကဟွာလေရှင်းရှင်းလင်းလင်းမြင်ရတဲ့ကွင်းကြီး၉ကွင်းတော့ရှိနေတာအဲအဲ့ဒါကတကယ်ကိုအံ့ဩဖို့ကောင်းတာပါ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဒီတွေးရှိမှုကဘာကိုပြသက်လဲဆိုတာလေးလေးဆွေးနွေးကြည့်ကြအောင်ကောင်းပါပြီဒီနွားမျက်လုံးကတကယ်ထူးခြားပါလဲဟဘော့ကအစပိုင်းကြည့်တော့ကွင်းရှစ်ကွင်းတွေခဲ့တယ်ရှစ်ကွင်းဟုတ်တယ်ပုံမှန်တွေ့နေကြကွင်းမွန်ဂယ်လက်ဆီတွေမှာကနှစ်ကွင်းဒါမှမဟုတ်သုံးကွင်းလောက်ပဲတွေ့ရများတာလေဒီဟာကအများများနေတော့အကုန်အံ့ဩသွားကြတာဟုတ်ပါပဲပြီးတော့ဒီတွေးရှိမှုကလည်းအမှတ်မထင်ဖြစ်သွားတာ yields တဲ့ကတော့ကပါရဂူကျောင်းသားအမတ်ပါရှာဆိုတာလေ သူကမြေပြင်တယ်လီစကုပ်က action net အဟောင်းဒီကိုပြန်စီရင်နဲ့ဟိုဒီ galaxy ကိုတွားတွေ့တာ။အော်မတော်တဆရှာဖွေတွေ့ရှိမှုကြီးပေါ့။ဆိုတော့တန်းတဲ့ကိုအစဆုံးရှစ်ကွင်းတွေ့တယ်ဆိုတော့နဝမမြောက်ခွင်းကိုရောဘလို့တခြားသွားတာလဲ။အဲ့ဒါကဟဝိုင်းအီမှာရှိတဲ့ WM Keck Observatory ရဲ့အကူအညီနဲ့ပါ။သူတို့စီအချက်လက်တွေနဲ့ပြန်တိုက်ကြည့်ပြီးအတည်ပြုလိုက်တော့ um နဝမမြောက်ခွင်းအမှန်တကယ်ရှိနေတာတေချာသွားတယ်။အာဟုတ်ကဲ့ ဒါဆိုစုစုပေါင်း၉ခွင်းဖွတ်သွားတာပေါ့ဟုတ်ပါတယ်၉ခွင်းဒီလောက်များတဲ့ခွင်းนี่ဖြစ်လာအောင်ဘလို့ဖြစ်စင်ကြီးဖြစ်ခဲ့လို့လဲရေထဲချောက်ခဲပစ်ချလိုက်တလို့မျိုးလားအဲ့ဒီဥပမာနဲ့တော်တော်လေးနှီးစက်ပါတယ်ဟိုးလွန်ကမိသား50လောက်တုန်းကပေါ့အဲအပြာရောင် Galaxy ပူလေးတစ်ခုဒါရငယ်ပြီးတော့ကြည်ပြားလေးတွေအများကြီးနဲ့ Galaxy အသေးစားပါလေဟုတ်ကဲ့အဲ့ဒီ Galaxy ပူလေးကဒီ Bolsai Galaxy ရဲ့အလဲဘဟိုအလက်တက်တက်ကိုဖြတ်ဝင်သွားတာဘဟိုထိတ်တဲ့ကိုဟုတ်တယ် အဲ့ဒီလိုဖြတ်ဝင်တိုက်လိုက်တဲ့အချိန်ကြောင့်စွမ်းအံ့ရင်နဲ့ဂျက်ထုတွေက လိုင်းကရက်လိုမျိုးအပြင်ကိုဝိုင်းပြီးပြန့်ထွက်သွားတယ်။အဲ့ဒါကနေဒီကွင်းတွေဖြစ်လာတာ။တော်တီးကြတဲ့တိုက်ဆိုင်မှုပဲနော်။ဘ ਹੁ တဲတဲ့ဝင်တိုက်ဖို့ဆိုတာ။ဟုတ်တယ်။အမတန်ရှားပါတယ်။အခုရောအဲ့ဒီ Galaxy နှစ်ခုကဘလောက်ဝေးနေပြီလဲ။သူတို့ကြမှာဆက်တွေ့မှုတစ်ခုခုကြံသေးလား။အခုအခြေအနေမှာတော့သူတို့နှစ်ခုကအလင်းနဲ့သိန်း1ဆောင်းနေလောက်အဲ့ဒီလောက်ကွာနေပြီ။အော်တော်တော်ဝေးသွားပြီပဲ။ ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတိုက်မှုကြောင့်ဖြစ်ကြံခဲ့တဲ့ဒဏ်ငွေမြန်တန်းတွေကသူတို့နှစ်ခုကြာမှဒါရားလေးလို့ဆက်နေတော့မယ်။ဟဲဟုတ်လား။ဒါဆိုဒီတွေးရှိမှုတစ်ခုလုံးကနှစ်ခတ်တပြေတော့ပညာရှင်တွေအတွက်ဘာကြောင့်ဒီတော့အရေးပါနေတာလဲ။အရေးပါတဲ့အချက်တည်းရှိတယ်။ Yale က petergvan.com ပြောသလိုပေါ့။ဒါကစက်ကျူလာရဲ့ခဏတာဖြစ်စဉ်လေးတစ်ခုကို အမိရမှတ်တမ်းတင်လိုက်နိုင်တာ။အချိန်ကိုက်ပေါ့။ဟုတ်တယ်။ Galaxy တစ်ခုရဲ့ဘဟုကို နောက်တစ်ခုကတဲ့တဲ့ဝင် တိုက်တယ်ဆိုတာကတိတ်ဖြစ်ခဲ့တယ်။ပြီးတော့ဒီလိုတိုက်ပြီးတိတ်မကြသေးတဲ့အချိန်ကွင်းလီအများကြီးနဲ့ရမ်းရှင်းရှင်းလင်းလင်းမြင်နေရတဲ့ဒီအချိန်လေးကိုတွေ့လိုက်ရတာကတကယ့်ကိုအရေးပါပါတယ်။ဟုတ်ကဲ့။နောက်တစ်ချက်ကဒီတိုင်မှုကြောင့်ဂျက်ထုတွေလှိုင်းလို့ရွေသွားပြီးတော့တငွေတွေကိုဖိနှိပ်လိုက်တယ်လို့ဖြစ်။အဲ့ဒီမှာကျဲအစ်စ်တွေမွေးဖွားဖို့နေရာကြီးဖြစ်လာရော။ဒါကြောင့်လေဒီကွင်းတွေကပိုပြီးလင်းလက်တောက်ပါနေတာ။ ကျဲမွေးဖွားနှုန်းကိုမြင့်နှင်ပေးလိုက်တာကိုဟုတ်ပါတယ်ဒါနဲ့ဒီဘူဆန်ဂယ်လက်ဆီကဘလောက်ကြီးလဲကျမတို့ငကားငွေတန်းဂယ်လက်ဆီနဲ့ရှင်ကောအဲသူကအကြီးကြီးပဲသူ့ရဲ့အချင်းကအလင်းနဲ့တသိန်းခွဲလောက်ရှိတယ်တသိန်းခွဲဟုတ်တယ်ကျွန်တော်တို့ငကားငွေတန်းကအလင်းနဲ့တသိန်းလောက်ပဲရှိတာလေဆိုတော့ဘူဆိုင်ကနဆအမကြီးတာပေါ့တော်တော်ကြီးရပဲသူ့ရဲ့ကွင်းတွေကိုကြတော့ကျွန်တော်တို့က ဘေးတိုက်အနေထားနီးနီးကမြင်နေရတာကိုဒါကြောင့်ဘေးအိုးပုံလိုမြင်ရတယ်တကယ်လို့သာတဲတဲ့ကြည်နိုင်မယ်ဆိုရင်တော့อืมဘဟုမှာပိုချက်ပြီးအပြင်ကိုဝိုင်းထွက်သွားတဲ့ line ရဲ့ကွင်းတွေအတိုင်းတွေ့ရမှာဟုတ်ကဲ့ရှင်းပါတယ်ဒီလောက်ထိုးခြားတဲ့ခိုးခွင်းအောင်ဖက်လာတဲ့ဖြစ်စဉ်ကတိပံပညာရှင်တွေရင်ကလေးကတွက်ချက်ထားတဲ့ theory တွေပုံစံတွေနဲ့ရောကိုက်ညီမှုရှိရလားအဲ့ဒါလေဒီတွေ့ရှိမှုတဲ့အားသာချက်တကူပဲ ဒီဘူးဆိုင်ဂလက်ဆီရဲ့ပုံစံနဲ့ဖြစ်စဉ်ကလေကွင်းပုံဂလက်ဆီတွေဘယ်လိုဖြစ်ပေါ်လာတတ်တယ်လဲဆိုတာနဲ့ပတ်သက်တဲ့ theory ဆိုင်ရာပုံစံတွေရှိပြီးတာอืมอืมအဲ့ဒီ theory တွေနဲ့တတော်လေးအံ့ဝင်ခွင့်ချဖြစ်နေတယ်တနည်းပြောရရင်တော့ theory အရဒီလိုဖြစ်နိုင်တယ်လို့တွက်ထားတာကိုလက်တွေ့မှာဒီလို အတိအကျမြင်လိုက်ရတော့အဲ့ဒီ theory တွေပို့ခိုင်းมาတွေ့တာပေါ့ဟုတ်ကဲ့ theory တွေကို diffuse ပေးလိုက်တာပေါ့ရှေ့ဆက်ပြီးတော့ဒီ galaxy နဲ့ပတ်သက်ပြီးပါရီဆက်လက်လာဖို့ရှိသေးတယ် သူတေးတီတွေကဟိုစိတ်ဝင်စားစရာအချက်တချို့ကိုဆက်ကြည့်နေကြတယ်ဥပမာတဆယ်မြောက်ကွင်းတကွင်းရှိနိုင်တယ်လို့သူတို့ယူဆတယ်။ဩဆက်ကွင်းဖြစ်နိုင်တာလားဖြစ်နိုင်တယ်။ဒါပေမဲ့အချိန်ကြာတော့အဲ့ဒီအပြင်ဆုံးကွင်းကအရာမွေးမိန်သွားလောက်ပြီပေါ့။နောက်တစ်ခုကအခုမြင်နေရတဲ့ဂျီတွေထဲမှာဘေဟာတွေကမူလဂဲလက်ဆီကအဟောင်းနေလေ။ဘေဟာတွေကတိုက်ပြီးမှဖြစ်လာတဲ့အစ်စ်တွေလဲဆိုတာကိုတိတိကျကျခွဲခြားဖို့လိုသေးတယ်။ ဟုတ်ကဲ့အနာဂတ်မှာလွတ်တင်မဲ့ Nancy Grace Roman Agatha Telescope လိုမျိုးပိုကောင်းတဲ့ကိရိယာတွေကဒီလို Galaxy မျိုးတွေကိုပိုရှာတွေ့လာနိုင်မယ်လို့မျောလင့်ရတယ်။ Hmm အဲ့ဒီအခါကျမှဒီလိုဗဟိုတဲ့တိုက်မှုမျိုးတွေကဘလော့များများဖြစ်တတ်တယ်ဆိုတာပိုသိလာမှာ။ Galaxy ဗဟိုတဲ့တိုက်မိတဲ့အမတန်ရှားမားတဲ့ဖြစ်စဉ်တစ်ခုရဲ့လက်ရှိမြင်ကွင်းကိုပြနေတာ။ ပြီးတော့ခွင်းမွန် Galaxy လေးဘလို့ဖြစ်လာတယ်လဲဆိုတဲ့ theory တွေကိုလည်းအခါရမှာထောက်ခံပေးလိုက်တဲ့အရေးကြီးတဲ့တွေ့ရှိမှုကြီးတစ်ခုပေါ့နော်ဟုတ်ပါတယ်မှန်ပါတယ်ဒီသူတေသနကို2025 February 6ရက်နေ့က The Astrophysical Journal Letters မှာထုတ်ဝေခဲ့တယ်လို့လည်းသိရပါတယ်ဟုတ်ကဲ့ နော်လာမဲ့တယ်လီစကုပ်အတက်တီကစချို့လာတဲ့ကဒီလိုမျိုးအံ့ဩစရာဖြစ်စဉ်တွေကိုပို့တီလို့ဖော်ထုတ်လာနိုင်မှာပါ။အဲ့ဒီခါကျရင်စချို့လာရဲ့အံ့ဖွယ်ရတွေကကျွန်တော်တို့ထင်ထားတာထက်ပိုများနေမလား။ဒါမှမဟုတ်ဒီလိုဖြစ်စဉ်တွေကတကယ်ပဲရှားပါးနေသလားဆိုတာပို့တီလာကြမှာပေါ့။တကယ်ပဲစိတ်ဝင်စားစရာကောင်းပါတယ်။ဒီနေ့ဆွေးနွေးခဲ့တာတွေထဲမှာကျွန်မတက်တကယ်ဆွေးကြံခဲ့တာကတော့ဒီအချင်းကိုက်ဆိုတဲ့အချက်ပဲ။ ဂယ်လက်ဆီတိုက်မှုတွေကဖြစ်နေကြဆိုပေမဲ့ဒီလိုပြီးပြည့်စုံတဲ့နွားမြင့်လုံးလိုတိုက်မှုခစ်ပြီးသိမ့်မကြခင်အခြေအနေကိုမြင်လက်ရတာကတကယ်ထူးခြားတယ်ဟုတ်ပါတယ်ဒါကစဉ်းစားစရာလေးတစ်ခုပေးသွားတယ်စက္ကဝလာကြီးထဲမှာလေကျမတို့မမြင်သေးတဲ့ဒီလိုခနာတာအချိန်ကိဖြစ်ပေါ်နေတဲ့တခြားအန်အောစရာဖြစ်စင်တွေကိုဘလို့မြတ်မြတ်ရှိနေနိုင်သင်မလဲလို့